င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာပြည်သူများရဲ့ဆန္ဒနဲ့အကျိုးစီးပွားကိုဗဟိုပြုတဲ့ဖြည့်ရှင်နီလမ်းများလိုအပ်တယ်လို့မြန်မာသံမတ်ကြီးကုလအုပ်ပြောကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာပြည်သူရဲ့ဆန္ဒနဲ့အကျိုးစီးပွားကိုဗဟိုမျိုးတွေမြည်တိဖြည့်ရှင်နီလမ်းမစိုးအကောင်ဆုံးဖြင့်ကနတာကုစားမှုကိုသာရရှိနိုင်ပြီးအဆိုးဆုံးဖြင့်ရင်ရှင်ကြာရှုံးမှုစီဥတီသွားနိုင်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာသံမတ်ကြီးဦးကျော်မိုးထွန်းကအသိပေးပြောကြားပါရစေ။ ဇွန်လ17ရက်မှာပြုလုပ်တဲ့ကုလသမဂ္ဂအထူးထွေးညီလာခံရင်မျက်နှာဆောင်ညီအစည်းအဝေးမှာလုံခြုံရေးကောင်စီရဲ့စီရင်ခန်းစာပေါ်ဆွေးနွေးစဉ်မြန်မာအမြင့်နဲ့ကိုယ်စားလှယ်တာဝန်ကြီးကထည့်သွင်းသတိပေးခဲ့တာပါမြမကြီးနဲ့ပတ်သက်ပြီးအလုံးပါဝင်မှုရှုံချမှုအတွင်ကုပြောင်းရေးကာလတရားမျှတမှုနဲ့အရက်သားကြီးကြပ်မှုအောက်ရှိစနစ်ကြတဲ့စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းစာနာတို့ကမြမတို့ပိုင်ဆိုင်ပြီးဥဆောင်ဥရွယ်ပြုတဲ့လုပ်ငန်းစဉ်အတွက်အရေးကြီးတဲ့အစိတ်ပိုင်းဖြစ်ကြောင်းတာဝန်ကြီးကပြောပါတယ်မြန်မာနိုင်ငံမှာရှေးရှေးတည်တံ့ပြီးငြိမ်းချမ်းရရှိဖို့ဖော်ဆောင်ပြီးမြေရှုံချစိတ်ချရတဲ့ ုပ်ငန်းစဉ်ကအနာဂတ်မှာစောင့်ကြိုလျက်ရှိပြီးအမျိုးသားညီညွတ်ရေးအစိုးရနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းတွေကအနာဂတ်မြန်မာနိုင်ငံအတွက်ဆွေးနွေးမှုတွေပြုလုပ်နေကြပြီဖြစ်ကြောင်းတာမန်ကြီးကကုလထွေထွေညီလာခံအစည်းအဝေးမှာတက်ဆိုင်အစီရင်ခံပါတယ်။ အလုံးပါဝင်တဲ့ဆွေးနွေးပွဲကပြည်သူရဲ့ဆန္ဒအကျိုးစီးပွားနဲ့ညီဖြစ်ပေါ်ရန်လိုအပ်ကြောင်းနဲ့ပြည်သူများကကြင်ဖန်များစွာအတိလင်းဖော်ပြကြတာကအရက်သားပြည်သူတွေပေါ်အကြမ်းဖက်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကအခုချက်ချင်းရပ်တန့်မှာဖြစ်ကြောင်းတမန်ကြီးကထောက်ပြပါရယ်။ဒါအပြင်စစ်တပ်ကအနာဂတ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာပါဝင်ခွင့်မရှိဘဲအရက်သားကြီးကြပ်မှုအောက်မှာရှိရမှာဖြစ်ပြီးအခြေခံလူခွင့်ရီတွေကိုအပြေအဝလီးစားမှာဖြစ်ကြောင်းတမန်ကြီးကပြောပါရယ်။အာနာသိန်းစစ်တပ်ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်နဲ့တမရကြီးဦးဝင်းမြင့်အပါဝင် င်ငံရေးအကျဉ်းသားများအားလုံးကိုချက်ချင်းလွှတ်ပေးရမယ်လို့တာမန်ကြီးကကုလထွေထွေညီလာခံအစည်းအဝေးမှာတောင်းဆိုပါရယ်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်တာဆန်းစုကြည်ကလာမယ့်သတင်းပတ်မှာအသက်80ပြည့်မြောက်တော့မှာဖြစ်ပြီးအတိုင်ပင်ခံပုဂ္ဂိုလ်ထောက်တွဲမှာရှိနေစင်မှာပဲပြည်သူပေါင်းများစွာကသူမရဲ့နှစ်80ပြည့်မွေးနေ့ကိုပုံစံမျိုးမျိုးနဲ့ကျင်းပပြီးသူမချက်ချင်းလွတ်မြောက်စေဖို့နဲ့ကျန်းမာရေးကောင်းမွန်စေဖို့အတွက်ဆုတောင်းပေးမှုတွေကိုစီစဉ်လှုံ့ဆော်လျက်ရှိကြောင်းကမ္ဘာနိုင်ငံများကိုတာမန်ကြီးကအသိပေးပါရယ်ကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံများနဲ့နိုင်ငံတကာတိုင်ဝန်နေတဲ့မြန်မာပြည်သူတွေ ဲ့အတန်တွေနဲ့ဆောင်ရွက်နိုင်စွမ်းကိုအမှတ်တကယ်ပဟုပြုပြီးအကြံဖက်စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ Federal Democracy မြန်မာနိုင်ငံတော်တည်ဆောက်ရေးအတွက်မြန်မာပြည်သူတွေရဲ့မျှော်မှန်းချက်တွေကိုပံ့ပိုးပေးဖို့အချိန်တန်ပြီဖြစ်ကြောင်းတန်မတ်ကြီးကထပ်လောင်းတောင်းဆိုပါတယ်။ဇက်လက်ပြီးတန်မတ်ကြီးကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းဖို့အလင်းအမြန်ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်စေဖို့ရည်ရွယ်ချက်နဲ့လုံခြုံရေးကောင်စီကိုအဓိကတာဝန်ဖြစ်ပေးအပ်ထားတော့လေကောင်စီကနှစ်ပေါင်းများစွာ၎င်းရဲ့အစီအစဉ်မှာပါရှိတဲ့ကိစ္စရပ်များ ားစွာအတွက်သဘောထားကွဲလွဲမှုတွေကြောင့်ဖြစ်ပျက်သက်တာဆုံးဖြတ်ချက်တွေချမှတ်နိုင်ခြင်းမရှိဘဲအရေးယူဆောင်ရွက်မှုမရှိနိုင်တဲ့အခြေအနေဖြစ်ကြောင်းဝေဖန်ပါတယ်။ အဲ့ဒီနောက်စစ်ကောင်စီရဲ့စီးလုံးညီညွတ်မှုကင်းမဲ့ခြင်းကိုအခုနှစ်အတွင်းတကားဖွင့်အစည်းအဝေးတွေမှာဆုံးဖြတ်ချက်တွေအပေါ်ဗီဒိုအာနာတုံးဆွဲမှုတွေနဲ့တကားပိတ်အစည်းအဝေးတွေမှာဆုံးဖြတ်ချက်မှုကြမ်းတွေအပေါ်ဗီဒိုအသုံးပြုဖို့ချိန်ချမှုတွေမှာတဆင့်ထင်ဟပ်နေကြောင်းထောက်ပြပါရတယ်။ဒါအပြင်မြမအရေးအတွက်လုံခြုံရေးကောင်စီကဆွေးနွေးမှုအကြိမ်ရေးအတွက်ကိန်းဂဏန်းတွေကိုလိုသလိုအသုံးပြုပြီးရှောင်လွှဲနေကြောင်းတန်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရတယ်။မြန်မာနိုင်ငံနဲ့ဆက်လင်းတဲ့တကားပိတ်အစည်းအဝေးတွေရဲ့အရေးအတွက်ကအရေးကြီးခြင်းမဟုတ်ဘဲမြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်ဖို့လုံခြုံရေးကောင်စီရဲ့မြန်ဆန်ထိရောက်ပြီးပြတ်သား ားမှုရှိတဲ့အရေးယူဆောင်ရွက်ချက်ကသာရည်စည်ကြောင်းတမ်မတ်ကြီးကထောက်ပြပြောဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တရင်မှုဒုတိယပုံမှုကြီးအစင်းနဲ့အထက်ရာလူတို့ဝရှိနေတဲ့စစ်ရာရှိတွေရဲ့မိဘဆွေမျိုးအတိုင်းဝိုင်းမှာ NLD ပါတီ PDN နဲ့ CDM များပတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးရမယ်လို့ညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီကတရင်မှုဒုတိယပုံမှုကြီးအစင်းနဲ့အထက်ရာလူတို့ဝရှိနေတဲ့စစ်ရာရှိတွေရဲ့မိဘဆွေမျိုးအတိုင်းဝိုင်းမှာ NLD ပါတီဝင် PDN နဲ့ CDM ဝန်ထမ်းများပတ်သက်မှုရှိမရှိစုံစမ်းစစ်ဆေးရမယ်လို့စစ်တပ်အတွင်းညွှန် ွန်ကြားချက်ထုတ်ပြန်ထားကြောင်းနေပြည်တော်တပ်သတင်းရင်းမြစ်တွေကပြောဆိုပါရယ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကတပ်တွင်းယာလူတိုးပေးမှုနဲ့သက်ဆိုင်တဲ့စည်းကမ်းချက်တွေကိုပြင်ဆင်သတ်မှတ်နေရမှာတန်ရင်မှုဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့၎င်းအဆင့်ထက်ယာလူတိုးပေးရမှာမိဘဆွေမျိုးအတိုင်းဝိုင်းတွေမှာ NLD ပါတီဝင် PDF နဲ့စီဒီယံဝန်ထမ်းများပတ်သက်နေခြင်းရှိမရှိအဓိကထားစုံစမ်းစစ်ဆေးရမှာဖြစ်ကြောင်းပတ်သက်မှုရှိကြောင်းစုံစမ်းစစ်ဆေးပေါ်ပါပါကယာလူတိုးပေးတာကိုလုံးဝဆိုင်းငံ့ထားရမှာဖြစ်ကြောင်းသိရပါရယ်အရာရှိကြီးတွေယာလူတိုးပေးမယ်ဆိုရင်နောက်ကြောင်းယာဆိုရင်တိတိကျကျလိုက် လိုက်ဖို့ညွန်ကြားလာတယ်။အဲ့ဒီထဲမှာမိဘဆွေမျိုးတွေထဲမှာ PDF တွေရှိလား NND ပါတီဝင်တွေလား CDN ဝန်ထမ်းတွေရှိလားဆိုတာနောက်ကျောင်းရာဆွေမျိုးလိုက်ခိုင်းနေရှိတယ်ဆိုရင်တော့ယာတုတို့တွေဆိုင်းငံ့သွားမယ်ယာတုမတက်တော့ဘူးဘယ်လိုအရေးယူဆိုတာမျိုးတော့မပါဘူးအရက်ဖက်အွှင်ခံရတာအရေးမကြီးတဲ့တက်တွေရောက်တာတွေဖြစ်နိုင်တာပေါ့လို့နေပြည်တော်စစ်ဘက်တရင်ရင်မြကပြောဆိုပါတယ်။စစ်ကောင်စီကစစ်တပ်အတွင်းယာတုတို့ပေးရင်းနဲ့ပတ်သက်ပြီးအသက်အရွယ်ပညာရေးချင်းပါဝင်ကန့်သက်ချက်တချို့ကို short ပေါ်ခဲ့တော့လေစီကံချက်အစ်တင်နေမိဘဆွေမျိုးအတိုင်းဝိုင်းမှာ NND ပါတီဝင် PDN နဲ့ ဲ့စီဒီအမ်ဝန်ထမ်းများမဖြစ်ရဆိုတဲ့ကန့်သက်ချက်အစ်စ်ကိုချမှတ်လာတာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ကနိုင်ငံဝန်ထမ်းဖွဲ့စည်းဖြစ်ပြီးပါတီနိုင်ငံရေးနဲ့မပတ်သက်ဖို့လိုအပ်ကြောင်းစစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ဖြစ်တဲ့အမျိုးသားနိုင်ငံရေးတာဝန်ကိုထမ်းဆောင်နေခြင်းဖြစ်ပြီးနိုင်ငံရေးလှုပ်ဆောင်နေခြင်းမဟုတ်ဘဲနိုင်ငံရေးကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်းစစ်တပ်နဲ့စစ်သားတွေကပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့မင်းအောင်လှိုင်ရဲ့မှားကြားချက်တွေကိုတက်တွင်းအစည်းအဝေးတွေမှာပြန်လည်မျှဝေပို့ချနေကြောင်းသိရပါတယ်။ မင်းအောင်လိုင်ကဆေးရရှိရင်းနဲ့စစ်သားများအနေနဲ့ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ပြောဆိုထားတော်လဲစံဖွပါတီမှာတော့စစ်ဘုတ်ချုပ်ဟောင်းနေနဲ့ဖွင့်စည်းထားပြီးစစ်တပ်မှဘုတ်ချုပ်တချို့ကိုစစ်ဘက်ရာထူးမှအနာဖိကစံဖွပါတီအတွင်ကိုပို့ဆောင်မှုတွေမင်းအောင်လိုင်ကလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးငတိုင်းချအမြောက်တပ်344မှာစစ်ကောင်စီတပ်သားများနေစဉ်ထွက်ပြေးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းငတိုင်းချမြို့နယ်ရှိအမှတ်344အမြောက်တပ်မှာစစ်ကောင်စီတပ်သားများနေစဉ်ထွက်ပြေးမှုပုံမှုများပြားလာကြောင်းတပ်တရေအရင်မြစ်တွေစီကသိရပါ ါတယ်အဆိုပါတပ်အနီကိုမေလမှစတင်ပြီးရခိုင်တပ်တော်အင်းနဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်လာတဲ့အတွက်တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီတပ်သားများစိတ်ဓာတ်ကျထွက်ပြေးလာခြင်းများဖြစ်ကြောင်းသိရပါတယ်ကာကင်းတွင်ကြာကုန်သောစစ်သားတွေလည်းတိုက်ခိုက်ခြင်းစိတ်မရှိဘူးဇွန်လအစပိုင်းမှာတင်ထွက်ပြေးကြတာနှစ်ဆင်ကျော်လောက်ရှိတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတအုံးမှပြောပါတယ်လက်ရှိမှာအမြောက်တပ်344အနီကိုရခိုင်တပ်တော်နဲ့အေပူးပေါင်းတပ်တွေရောက်ရှိနေပြီးစကန်သိရန်ပြင်ဆင်နေတာကြောင့်လက်နက်ကြီးပစ်ခတ်တန်းတွေငတိုင်းချောင်းမျိုးပေါ်မှာကြားနေရကြောင်းဒေသခံတွေကပြောပါ ါတယ်။အဆိုပါအမြောက်တပ်မှစစ်ကောင်စီတပ်သားအင်အားနည်းပါလာပြီးခံစစ်အားနည်းနေပြီဖြစ်တာကြောင့်စွန်လ12ရက်နေ့ကလက်နက်ကြီးတွေကိုကြုံပြောခလာရ36ကိုအရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ဆိုပါတယ်။ဆက်လက်ပြီးအိုးဘိုတောင်မှငလင်တန်းကြောင့်တန်ရရရှိခဲ့တဲ့နိုင်ငံအကျဉ်းသားဦးမော်ထူးအချိန်ပြီးစေကူတာကွင်အလုံလောက်မရပဲတည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးအိုးဘိုအကျဉ်းသားမှာမလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်တန်ရရရှိခဲ့တဲ့နိုင်ငံအကျဉ်းသားဦးမော်ထူးမှအချိန်ပြီးစေကူတာကွင်အလုံလောက်မရပဲတည်ဆုံသွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ များနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှာဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုက်တုံးကသတင်းဌာနကို ပြောပါရယ်ဇွန်လ23ရက်နေ့မနက်9နာရီချိန်ခန့်မှာဦးမော်ဒူကြာဆုံးခဲ့ရခြင်းဖြစ်ကြောင်းဦးမော်ဒူကငလင်ကြောင့်လေပင်းနဲ့ဦးကောင်းမှာပြင်းထန်ဒဏ်ရာများရရှိခဲ့တာကိုခွဲစိတ်ကူတမှုတွေခံယူခဲ့တော်လဲစမ်းမိုင်းပြန်လဲကောင်းမွန်လာခြင်းမရှိပဲ တတိမိမျောသွားခဲ့ကြောင်းထမှန်ခွဲစိတ်ဖို့ငွေကြီးရှာဖွေနေစင်မှာပဲတင်းဆောင်သွားကြောင်းဦးမော်ထွန်းဆက်မှန်စိတ်ကူတာဖို့ခွဲစိတ်ကတိုင်း80ချက်ခန့်လိုအပ်တော်လဲ PPNMD နဲ့ချက်73သိန်း6000ချက်တာကူညီပေးနိုင်ခဲ့ကြောင်းခွဲစိတ်ကူတာမှုရှိဖို့ငွေကြီးစူးစမ်းရှာဖွေနေစင်ဦးမော်ထွန်းမှာရရှိတဲ့ဒဏ်ရာရီနဲ့ကြာဆုံးခဲ့ရကြောင်းတင်းဆောင်ချိန်မှာနိုင်ငံရေးကျင်းသားဦးမော်ထွန်းကအသက်54နှစ်အရွယ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။တကယ်တော့ဦးမော်ထွန်းရဲ့တင်းဆောင်မှုကမန္တလေးဦးဖို့အချင်းထောင်ရင်ငလင်တန်တိုက်ခိုက်မှုတွေကြောင့်မို့တင်းဆောင်ရတယ်လို့ပြောလို့ရပါပေမဲ့ တကယ်တော့ထောင်ပြင်ပကိုစေဝါကုသဖို့ထွက်ခွင့်ရတဲ့အချိန်နောက်ကျခဲ့တာရင်ငကိုမူလကလေးကငွေကြေးခက်ခဲရှိရတဲ့သူဖြစ်နေတော့ထောင်ထဲမှာကိုစိတ်နဲ့ကိုပဲစေဝါကုသမှုကအစာစေးဝယ်တာကအစာတုံးရတဲ့အခါမျိုးမှာပြင်ပစင်ရုံကိုကုသခွင့်ရတဲ့အတိုင်းအောင်ငွေကြေးမလုံလောက်တဲ့အတွက်အခုလိုမျိုးခွဲစိတ်မှုကြီးကြီးမားမားတွေလုပ်ရမယ့်အခြေအနေမျိုးမှာငွေကြေးမလုံလောက်တဲ့အတွက် သိဆုံးရခြင်းဖြစ်တယ်လို့ကျွန်တော်တို့ကတော့ဝန်ထဲစာနေပဲမိဘပြည်သူကိုအတိပေးကြမှာလေလို့ကိုတိုက်ထုံးကပြောပါတယ်။နိုင်ငံအကျဉ်းသားဦးမော်ထူက2021ခုနှစ်ဒီဇင်ဘာလ2ရက်နေ့မှာမန္တလေးတိုင်းချမ်းမြသာစီမြို့နယ်ချမ်းမြသာစီရေစခန်းမှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးပုံမှန်905ကကြီးနဲ့90ညရုံနဲ့တရားစွဲဆိုခံရပြီးထောင်ဒဏ်18နှစ်ကြားခံရသူတအုပ်ဖြစ်ကြောင်းငလင်ဘေးကြောင့်ဦးမော်ထူရရှိတဲ့ဒဏ်ရာရကပြင်းထန်လာတဲ့အတွက်ခွဲစိတ်ကူတမှုနှစ်ကြိမ်တိုင်တိုင်ခံယူခဲ့တော့လဲကျမ်းမာရေးပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲတည်ဆုံသွားခဲ့တယ်လို့သတင်းမှာဖော် ေါ်ပြပါရှိပါရရှင်။